ဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလိုချင်တာကိုတိုးတိုးလေးထားနိုင်တယ်ကမ္ဘာရွှေဈေးငြိမ်နေပြီမဲ့ပြည်ရင်းဒေါ်လာလဲနှုန်းတက်လာတာကြောင့်ပြည်ရင်းရွှေဈေးဆက်လက်တက်နေရလို့ဈေးကွက်အတွင်းကသိရပါဗျဇူလိုင်လ17ရက်နေ့ဒီနေ့မိုးလဲပိုင်းမှာရွှေဈေးဟာအခောက်ရွှေဈေးတစ်ကျပ်သားကို8,400ဝန်းကျင်အထိဆက်လက်မြင့်တက်လာပြီးကမ္ဘာရွှေဈေးဟာတအောင်စားကို 1358.48ဒေါ်လာမှရှိနေပါတယ်။ပြည်ရင်းအခောက်ရွှေဈေးဟာဇွန်လကုန်ပိုင်းကနေ၈သိန်းကျော်အထိညစ်တက်ခရာကနေဇွန်လ၁၇ရက်နေ့ဒီနေ့မှာတော့၈သိန်း၄800ဝန်းကျင်အထိအမြင့်ဆုံးဈေးကိုရောက်ရှိနေပြီးဆက်လက်ညစ်တက်လာအောင်မယ်ဆိုတဲ့ခန့်မှန်းမှုတွေလည်းရှိနေပါသေးတယ်။ ပြင်းရွှေရေစည်းမြင့်တက်လာပေမဲ့ဈေးကွက်ထဲမှာတော့အယောင်အဝယ်ပုံမှန်ပဲလို့သိရပါဗျ။ပြင်ပဒေါ်လာလဲနှုန်းဟာဇွန်လ8ရက်နေ့က1ဒေါ်လာကို1168ကျပ်နဲ့1192ကျပ်ကြားရှိရာကနေဇွန်လ17ရက်နေ့မှာတော့1ဒေါ်လာကို1195ကျပ်နဲ့1180ကျပ်အထိမြင့်တက်မှုရှိခဲ့တာပါ။အခုလိုကမ္ဘာရွှေဈေးညှိနေပေမဲ့ပြည်ရင်းမှာဈေးဆက်တက်နေတဲ့အပေါ်ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရဲ့အတွင်းရေးမှူးဦးဝင်းမြင့်ကအခုလိုပြောပါရယ် သမီးဟိုဟာ၈သိန်း၄တောင်း၈တောင်းဒီဘီလင်းဒေါ်လာကြီးမှာသွားလို့1180တဲ့ဘီလင်းဒေါ်လာကြီးရောင်းရတော့ကွာပါပဲပုံမှန်ပါပဲသမီးရောင်းတဲ့လူတွေရောင်းတယ်ဝယ်တဲ့လူတွေဝယ်တယ်ဟိုပြကြည့်တော့ပါပဲနော်အဲ့တဲ့လူတွေတချို့အောက်တန်းမှာ ဟိုဝယ်ထားတဲ့ဒီလည်းပြန်ရောင်းကြတယ်ညံ့ညံ့နေဥရောပတမကကနေဗြိတိန်နိုင်ငံခွဲထွက်ခဲ့တဲ့ဖြစ်စဉ်ကြောင့်နိုင်ငံတကာဈေးကွက်မှာ stock share တွေစိတ်မချရတဲ့အခြေအနေတွေရင်းနှင်းစင်းမတက်နိုင်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတဲ့အတွက်နိုင်ငံတကာယင်းနှိမ့်နယ်သူတွေအနေနဲ့အဖိုးတန်သတ္ထုတွေဖြစ်တဲ့ရွှေငွေပလက်တီနမ်စတာတွေမှာပိုပြီးမြုပ်နှံလာတာကြောင့်ကမ္ဘာရွှေဈေးတက်ပြီးမြမရွှေဈေးပါလိုက်ပါမြင့်တက်လာခဲ့တာဖြစ်ပါတယ်